ားလုံးပဲမင်္ဂလာပါမြောက်နယ်လီရှာရင်း channel ကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားတရုတ်ပြည်ထိတ်တန်းခေါင်းဆောင်တွေနေထိုင်ကြတဲ့ကျုံနဲ့အဟိုင်မှာပြဿနာတွေဖြစ်နေကြပြီထင်ပါတယ်ပြဿနာတွေကိုရှီကျင်းဖင်တယောက်မထိန်ရှုပ်နိုင်တော့ဘူးလားဆိုပြီးတော့မှမိကုန်းတွေလည်းမေးနေကြပါတယ်တရုတ်ပြည်တွင်းရေးမှာထူးခြားတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်နေတယ်ဆိုပြီးတော့မှ American သမ္မတ Donald Trump ကိုတိုင်တော့မှပြောလာရတဲ့အခြေအနေဖြစ်နေပါတယ်ဒီနေရာမှာထူးဆန်းနေတာကတရုတ်ပြည်သူနေစဉ်သတင်းစာတွေမှာရှီကျင်းဖင်ရဲ့နှာမေရုတ်တရက်ပြောက်ကွယ်တော့ခဲ့ပါတယ် ီအချက်ကလူအများအပြားအတွက်အင်အားတင်းစရာဖြစ်နေပါတယ်။ရခိုင်အကြီးအကဲတွေဖြစ်တဲ့ဝန်ကြားပောင်းနဲ့ဝန်ရင်လိုပုဂ္ဂိုလ်တွေကနောက်ကွေကနေကြိုးကင်ရှေလီနေတယ်ဆိုတဲ့ကွာလာဟာလာသတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဒါတွေကိုကြည့်မဲ့ဆိုရင်အာနာပြောင်းလဲမှုတစုံတရာဖြစ်နေတယ်လို့ကျွန်တော်တို့ပြောလို့ရနိုင်ပါတယ်။တရုတ်တနိုင်ငံလုံးရဲ့အုပ်ချုပ်မှုအာနာကိုလက်ကင်ထားရှိတဲ့ရှီချင်းပြဟာသူရဲ့အာနာကိုတဖြည်းဖြည်းလက်လျှော့ပေးနေရတယ်ဆိုတဲ့သဘောမျိုးလည်းတက်ရောက်နေပါတယ်။ဒါဆိုရင်အာနာကဘသူလက်ထက်ကိုရောက်သွားတာလဲဆိုတာ ਨੇ ဘယ်လောက်အထိနိုင်ငံရေးအပြောင်းအလဲကြီးဖြစ်ပေါ်လာမလဲဆိုတာတွေကိုအဓိကမေခွန်းဖြစ်တာပါတယ်။အဲ့ဒီလိုသာအာဏာလွှဲပြောင်းမှုတွေဖြစ်လာမယ်ဆိုရင်ရှီကျင်းဖျင်ရဲ့ခေတ်ကုံဆုံးတော်တော့မှာဖြစ်ပြီးတော့တခြားခေါင်းဆောင်အဖွဲ့အသစ်တခုပေါ်ထွက်လာနိုင်ပြီးမတူညီတဲ့အနာဂတ်လည်းဖြစ်ပေါ်လာနိုင်ပါတယ်။ရှီကျင်းဖျင်တယောက်တရုတ်မှာအာဏာကြားဆင်းမဲ့အခြေအနေရှိနေတယ်လို့ကျွမ်းကျင်သူတချို့ကပြောနေကြပါတယ်။တရုတ်နိုင်ငံရဲ့အကြောင်းကိုကျွမ်းကျင်တဲ့ Gordon Shin က2025ခုနှစ်ဇွန်လ2ရက်နေ့မှာ Fox News ကိုတရုတ်နိုင်ငံရဲ့လက်ရှိအခြေအနေအကြောင်းကိုပြောပြခဲ့ပါတယ်။ ရောနိုင်ငံမှာဖြစ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့မှဒေါ်တီထရန့်ကတော့မှစိုးရိမ်မကင်းဖြစ်နေတယ်လို့သူကဆိုပါတယ်။ရောနိုင်ငံရဲ့ခေါင်းဆောင်ရှီကျင်းဖြင့်အာဏာဆုံးရှုံးသွားနိုင်တယ်လို့ American သမ္မတထရန့်ကမှတ်ချက်ပြုနေတာပါ။ဒါကြောင့်လည်း American သမ္မတကတရုတ်နဲ့ကုန်သွယ်ရေးပြိုင်ဆိုင်မှုတွေကိုရပ်ပေါင်း60ရန်နာလိုက်တာဖြစ်နိုင်ပါတယ်။ American ကဆွေးနွေးညှိနှိုင်းမှုတွေကိုတရုတ်နဲ့ပြုလုပ်ချင်ပေမဲ့လည်းရှီကျင်းဖြင့်အာဏာမရှိတော့ဘူးဆိုရင်ဆွေးနွေးညှိနှိုင်းဖို့ဆိုတာကလက်တလုံးမှာမဖြစ်နိုင်သေးဘူးလို့ပြောရမှာပါ။အဲ့ဒီလိုဆွေးနွေးသုံးသပ်ချက်တွေ Hosni Yu ကိုပြောပြနေတာကလုံးမြင့်တန်ကြားမှာမကြာခဏပေါ်လာတက်ပြီးတော့ Washington DC မှာကျင်းပတဲ့ပွဲတွေပေါ့နော်ဒီအထူးသဖြင့်ရှေးရိုးဆွေးအစည်းအဝေးတွေမှာဟောပြောလေးရှိတဲ့တရုတ်အရေးကျွမ်းကျင်သူ Gordon Shawn ဖြစ်ပါတယ်ဒီသမရဒေါ်နီထရန့်အာနာရလာတဲ့အချိန်ကစပြီးတော့ American နိုင်ငံအနေနဲ့တရုတ်နဲ့ဆက်ဆံတဲ့အခါမှာဘလို့မျိုးပြုမှုဆောင်ရွက်တင်းတယ်ဆိုတဲ့အကြံပေးချက်တွေကို Gordon Shawn ကအမျှဝေပေးလေးရှိပါတယ်2015ခုနှစ်ဇွန်လ9ရက်နေ့မှာသမရဒေါ်ထရန့်ဟာသူ့ရဲ့ True Social အကောင့်မှာ သမရရှိချင်းဖြင့်လည်းတနအီခွဲကြဖုံးခေါ်ပြီးတော့မှဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ရောက်ရှိထားခဲ့ပါတယ်။ကုံတွင်ရေးသဘောတူညီချက်တစ်ခုအကြောင်းကိုဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီညှိနှိုင်းမှုကအဆင်ပြေခဲ့တယ်လို့လည်းဒေါ်နီထရန့်ကဆိုထားပါတယ်။မြေရှားတက်တူကိစ္စနဲ့ပတ်သက်ပြီးတော့မှပြောဆိုခဲ့တာတွေရှိပြီးပြဿနာတစုံတရာမရှိခဲ့ဘူးလို့လည်းဆိုထားပါတယ်။တလောတော့ကတရုတ်နိုင်ငံရဲ့သတင်းဖော်ပြမှုမှာထူးခြားတဲ့ကိစ္စလေးတစ်ခုဖြစ်ခဲ့ပါတယ်။ American သမရနဲ့ရှိချင်းဖြင့်တို့ဖုံးခေါ်ဆိုတဲ့အကြောင်းကိုတရုတ်နိုင်ငံပိုင်းသတင်းဌာနရှင်ဟော်ကအထူးသတင်းတို့လည်းအပြည့်ဖော်ပြခဲ့ပါတယ်။ အဲ့ဒီမှာစကလုံးဆစ်လေးလုံးသာဖော်ပြထားပြီးတော့ခေါင်းစဉ်ကိုနောက်တစ်ခေါက်ပြန်ပြီးတော့မှရှင်းထားပါတယ်။တကယ့်ကိုတူတူလေးဖော်ပြခဲ့တာပါ။ရှင်းချင်းပြတဲ့ American သမ္မတဒေါ်နယ်ထရန့်တို့ဖုံပြောခဲ့ဆိုပြီးတော့မှဖော်ပြခဲ့ပါတယ်။အဲ့ဒီနေရာမှာထူးခြားတာတခုဖြစ်နေပါတယ်။သမ္မတရှီချင်းဖြင့်လို့မရေးပဲနှာမေကိုသာဖော်ပြတာဟာတကယ်ထူးခြားပါတယ်။၂၀25 January 6ရက်နေ့တုန်းကဖော်ပြခဲ့တဲ့တင်ဟောင်းမှာတော့ဖုံခေါ်ဆိုတဲ့အရှင်အတီအကြောင်းကိုဖော်ပြထားပြီးတော့တရုတ်သမ္မတဆိုတဲ့စကလုံးကိုရှင်းရှင်းလင်းလင်းရေးသားဖော်ပြထားပါတယ်။ ီလိုကွာခြားမှုရှိခဲ့တဲ့အတွက်သမရအတိုင်းအဝိုင်းအတွင်းမှာဘလို့ပြဿနာတွေဖြစ်နေပြီလဲဆိုပြီးတော့မှလူအများပြားကစိတ်ဝင်စားလာကြပါတယ်အထူးသတင်းဆိုပြီးတော့မှတင်ခဲ့တဲ့သတင်းတို့လေးမှာသမရဆိုတဲ့ယာတုကိုမထည့်ခဲ့ပါဘူးအဲ့ဒီနောက်မိနစ်အနည်းငယ်အကြာမှာရှင်ဟောသတင်းဌာနကနောက်ထပ်သတင်းတစ်ပုဒ်ထည့်ပြီးတော့မှတင်ခဲ့ပါတယ်နောက်ထပ်ဖော်ပြတဲ့သတင်းမှာတော့သမရဆိုတဲ့ယာတုကိုလည်းထပ်မံဖော်ပြခဲ့ပြီးတော့ဖုံးဆက်ခဲ့တဲ့အရှင်ကိုလည်းထည့်သွင်းဖော်ပြခဲ့ပါတယ်ဒါပေမဲ့ဒုတိယတစ်ကြိမ်ပြင်ဆင်ဖော်ပြတဲ့သတင်းမှာ ယာဒုနဲ့အရှင်တွေကိုထိသွင်းဖော်ပြပေးမယ်အထူးသဖြင့်ဆိုပြီးတော့မှမရေခဲ့ပြပါဘူးခေါင်းဆောင်နှုတ်ဘေးအကြောင်းအရာတွေကိုဆွေးနွေးခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လည်းဘာတစ်ခုမှမဖော်ပြခဲ့ပါဘူးဒီလိုဖြစ်ရတဲ့ဒီကိစ္စဟာလူတွေအတွက်တော့တကယ်ကိုတန်တရားဝင်စရာဖြစ်လာပါတယ်ရှီချင်းမြဟာတရုတ်နိုင်ငံရဲ့ထိပ်ပိုင်ခေါင်းဆောင်တယောက်အနေနဲ့ရှိနေသေးတယ်လို့ထင်ရပေမဲ့တကယ်တော့သူ့ရဲ့ခေကုံဆုံးသွားပြီဆိုတဲ့အကြောင်းကိုပါတီအတွင်းပိုင်းကလူတို့ကသတိပေါ်တဲ့ထဏာကိုတည်င်းပေးခဲ့တယ်လို့ဆိုပါတယ် The Epoch Time ဆိုတာကဒီတရုတ်နိုင်ငံရဲ့သတင်းတွေကိုဦးစားပေးဖော်ပြတဲ့သတင်းဌာနတစ်ခုဖြစ်ပြီးတော့တရုတ်နိုင်ငံမှာတော့အဲ့ဒီသတင်းဌာနကိုပိတ်ပင်ထားပါတယ်။တရုတ်ကွန်မြူနစ်ပါတီတွေကဝန်ကြားပောင်လို့မျိုးဝန်ကြီးချုပ်ဟောင်းတွေနဲ့မဟုတ်စေးကော်မရှင်ဒုတိယဥက္ကဋ္ဌကျင်းယိုရှာလို့အသက်ကြီးပြီးတော့မှဩဇာကြီးတဲ့ခေါင်းဆောင်တွေကအခုတရုတ်နိုင်ငံရဲ့နိုင်ငံရေးကိုထိန်းချုပ်နေပြီလို့ The Epoch Time ကဆိုထားပါတယ်။ဒီအတွင်းလူတွေရဲ့ပြောကြားချက်အရသမရရှိရာ2024ဧပြီလကတည်းကဒီအုပ်ချုပ်မှုအာဏာကျဆင်းသွားခဲ့ရတာလို့သိရပါတယ်။ သူကမူလအတိုင်းအာနာပြန်လေရရှိဖို့အတွက်ဏီမျိုးစုံအချိန်ပေါင်းများစွာစ조사ခဲ့ပေမဲ့လည်းအောင်မြင်မှုမရရှိခဲ့ဘူးလို့သိရပါတယ်။အခုဆိုရင်ရှီချင်းပြန်ဟာအထင်အမှတ်ခေါင်းဆောင်တူအနေနဲ့သာရှိနေတဲ့ပုံပေါ်ပါတယ်။သူဟာတိုင်းပြည်ရဲ့ခေါင်းဆောင်တယောက်အနေနဲ့ဆက်လက်နေရာယူထားတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့တခြားသူတွေကဝင်ပြီးတော့မှဥဆောင်နေတဲ့အရှင်တွေကိုရောက်နေတယ်လို့ဆိုပါတယ်။ပြည်ထောင်နိုင်ငံရဲ့ထိတ်တန့်ခေါင်းဆောင်မဲအပြောင်းလဲတစ်ခုခုရှိနေပြီးတော့မှအဲ့ဒီလက္ခဏာတွေကိုနိုင်ငံပိုင်သတင်းမီဒီယာတွေမှာမြင်တွေ့နေရပါတယ်။အရင်တုန်းကဆိုရင်ရှီချင်းပြန်ဟာ ်တင်းတွေတွေမှာနေတိုင်းပါဝင်လေးရှိပြီးတော့ပါသူရဲ့ဆုံးဖြတ်ချက်တွေနဲ့တင်းစကားတွေကိုရှစ်ဆုံးစာမျက်နှာတွေမှာမကြခဏဖော်ပြလေးရှိပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့သူရဲ့တင်းကိုဖော်ပြတဲ့အခြေအတွက်ကတဖြည်းဖြည်းနေတစ်ထက်နေလာပါတယ်2025ခုနှစ်ဇွန်လ2ရက်နဲ့3ရက်နေ့တွေမှာတရုတ်နိုင်ငံရဲ့အရေးအကြီးဆုံးတင်းစာဖြစ်တဲ့ပြည်သူနေစဉ်ကရှင်းချက်ပြအကြောင်းကိုရှစ်ဆုံးမျက်နှာမှာလုံးဝဖော်ပြခြင်းမရှိခဲ့ပါဘူးဇွန်လ၄ရက်နေ့မှာဘီလာရုစ်သမ္မတဘေကျင်းကိုရောက်လာပြီးတော့မှချင်းချင်းပြင်းနဲ့တွဲဆုံဖို့တောင်းဆိုခဲ့မှသာ ရှီကျင်းပြင်တရားလူထုရှေ့ကိုထွက်လာခဲ့ပါတယ်။အဲ့ဒီမတိုင်ခင်အရင်အချိန်တွေတုန်းကဆိုရင်သမရရှီကျင်းပြင်ဆိုပြီးတော့မှသတင်းစာတွေရဲ့ရှေ့ဆုံးစာမျက်နှာမှာအမြဲတမ်းလိုလိုဖော်ပြလေးရှိပါတယ်။ရှီကျင်းပြင်ပြည်သူနေစဉ်ကနေပျောက်ကွေသွားတာဟာသူ့အနာဆုံးရှုံးသွားပြီဆိုတာကိုကြားသနေပါတယ်ဆိုပြီးတော့မှ2025ခုနှစ်ဇွန်လ3ရက်နေ့မှာတရုတ်အရေးကျွမ်းကျင်သူဂေါ်ဒွန်ဆန်းကအိတ်မှာရေးတင်ခဲ့ပါတယ်။ကျုံတဲ့ဟိုင်ကတရုတ်အစိုးရရဲ့ဗဟိုဌာနချုပ်ဖြစ်ပါတယ်။လက်ရှိအဲ့ဒီနေရာမှာဘသူကအာဏာအရှိဆုံးဖြစ်နေတယ်လဲဆိုတာက မေ့เสียရမေ့ခွန်းဖြစ်လာပါတယ်ပေါ်လစ်ဘျူရိုအမြင့်တန်းကော်မတီလို့ခေါ်တဲ့တရုတ်နိုင်ငံရဲ့ထိတ်တန့်ဆုံးဖြတ်ချက်တွေကိုရှားမှတ်ပေးတဲ့အဖွဲ့ဟာတကိလက်တွေမှာအာဏာမရှိတော့တဲ့အခြေအနေဖြစ်နေပြီလို့တချို့ကပြောပါတယ်နိုင်ငံကိုအုပ်ချုပ်ဖို့အတွက်အရင်ပါတီရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ဝန်ရဲနိုင်ငံရဲ့သမအဖိုးကြီးတွေကယာယီအုပ်ချုပ်မှုအဖွဲ့အစည်းတစ်ခုကိုဖွဲ့စည်းပြီးတော့တိုင်းပြည်ရဲ့ကိစ္စအဝဝကိုစီမံဆောင်ရွက်နေတယ်လို့ကောလာဟလာသတင်းတွေလည်းထွက်ပေါ်နေပါတယ်ဒါပေမဲ့ဒီသတင်းတွေဟာတိတိကျကျအတည်ပြုထားတာမျိုးမရှိတဲ့အတွက် ယုံကြည်စိတ်ရှာလို့တော့မရသေးပါဘူး။ဒါပေမဲ့ကောလာဟာလာတဲ့နေ့မှာပြောနေကြတာကတော့ကွန်မြူနီလူငယ်အဖွဲ့ရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ဝင်ရင်နဲ့ဟူရှင်ဟော်တို့အာနာပြန်ရလာပြီလို့ဆိုပါတယ်။တကယ်တော့သူတို့ဟာအချိန်20မြောက်ပါတီကွန်ဂရက်တုန်းကတပ်ရရှိချင်းဖြင့်ရထုတ်ပေးခြင်းကိုခံခဲ့ရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဝင်ရင်ဟာအခုချိန်မှာပါတီကိစ္စတွေကိုစီမံခန့်ခွဲတဲ့အတွင်းရေးမှူးချုပ်အသစ်အဖြစ်တာဝန်ယူနေတယ်လို့ကောလာဟာလာတဲ့နေ့တွေကပြောနေကြပါတယ်။ ဖူရှင်ဟော်ကတော့အစိုးရလုပ်ငန်းတွေကိုတာဝန်ယူရတဲ့ဝန်ကြီးချုပ်အသစ်ဖြစ်နေပြီလို့ပြောနေကြပါတယ်။ဝန်ကြီးချုပ်ဟောင်းဝန်ကြားပေါင်လည်းခေါင်းဆောင်မှုအပြောင်းအလဲမှာတူညီနေတယ်လို့ဆိုပါတယ်။လက်ရှိအမြင့်တဲ့ကော်မတီကအရေးမပါတော့ပဲလီရှယ်တူဦးဒီတာလူထုရှင်းမှာမြင်တွေ့နေရပါတယ်။အမြင့်တဲ့ကော်မတီအဖွဲ့ဝင်အသစ်စည်းရင်းကိုရေးဆွဲနေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။၂၀၁၅ခုနှစ်ဇူလိုင်လဒါမှမဟုတ်ဩဂုတ်လမှာစတုတ္တအချိန်မြောက်ညီလာခံလို့ခေါ်တဲ့အကြီးစားအစည်းအဝေးတစ်ခုကျင်းပဖို့ရှိနေပြီးတော့မှာ အဲ့ဒီအစီအဝေးပွဲမှာရှီကျင်းဖင်ရဲ့ခေါင်းဆောင်မှုအနာဂတ်ကိုဆုံးဖြတ်လာနိုင်ွေးရှိပါတယ်။ဒါတွေကကွာလာဟာလာတွေသာဖြစ်ပြီးတော့တရုတ်စီကတင်းတွေကိုတိတိကျကျရဖို့ဆိုတာကတော်တော်လေးကိုခက်ပါတယ်။တင်းနဲ့ပတ်သက်ပြီးတော့လည်းသူတို့ကတင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားတာဖြစ်တဲ့အတွက်မှန်ကန်တဲ့တင်းတွေရရှိဖို့ဆိုတာကတကယ်တော့မလွယ်ကူလောက်ပါဘူး။ဒါပေမဲ့လည်းစတုတ္တအချိန်မြောက်ညီလာခင်ကျင်းပဖို့နှောက်နှေးနေတာကတရုတ်နိုင်ငံရဲ့ခေါင်းဆောင်မှုနဲ့မူဝါဒတွေမှာကြီးမားတဲ့အပြောင်းအလဲတွေလာတော့မယ်လို့လူအများကယုံကြည်နေကြပါတယ်။ဒါဆိုရင်တရုတ်နိုင်ငံရဲ့အနာဂတ်ခေါင်းဆောင်အစ်စ်က ဝင်ရင်ဖြစ်လာနိုင်မလားတလောကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေအရာတရုတ်ကွန်မြူနီအစိုးရဌာနချုပ်ရဲ့အရေးပါတဲ့နိုင်ငံရေးသမားတဦးအနေနဲ့ဝင်ရင်ကိုမြင်တွေ့လာနိုင်ွေးရှိပါတယ်2019ခုနှစ်အစွန်လ2ရက်နေ့မှာပြည်သူ့နေဆင်ကရှစ်ဆုံးစာမျက်နှာမှာဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ပါတယ်ခေါင်းစဉ်ကတော့ဖွံ့ဖြိုးတိုးတက်မှုအယူအဆအသစ်တွေက BG data ကိုပုံမတိုးတက် စေတော့မယ်ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်တကယ်ထူးခြားနေတာကတော့ရှင်းချင်းပြအကြောင်းကိုများများဆဆဖော်ပြတာမျိုးမတွေ့ရပါဘူး အဲ့ဒီဆောင်းပါးတပုတ်လုံးထဲမှာတချိန်ကအတွင်ရင်မှုချုပ်လဲအလေးပေးကြောကြခဲ့မှုတွေဆိုတဲ့စာချောင်းတို့တွေတချောင်းကပေါင်းဝင်လာပါတယ်။တမရရှိဆိုပြီးတော့တောင်မှထိထားတာမျိုးမတွေ့ရတော့ပါဘူး။အရင်တော့ဆိုရင် ရှီကျင်းပြင်ကိုဂုံပြူစကားပြောတဲ့ရေးသားမှုတွေပေါင်းဝင်လေးရှိပေမဲ့အဲ့ဒီတခေါက်မတွေ့ရတာကတကယ်ကိုထူးခြားနေတာပါ။ BG ဒေတာကဝန်ရံနဲ့ခိုင်မာတဲ့ဆက်တွေ့မှုတွေရှိနေပါတယ်။ဝန်ရံဟာဒုတိယဝန်ကြီးချုပ်အဖြစ်ရောတရုတ်ပြည်သူနိုင်ငံရဲ့အတိုင်ပင်ခံညီလာခံရဲ့ဥက္ကဋ္ဌအဖြစ်ပါတာဝန်ထမ်းဆောင်ခဲ့ပူပါတယ်။နောက်ပြီးတော့သူဟာ ကွန်မြူနီလူငယ်အဖွဲ့ဝင်တယောက်လည်းဖြစ်ပါတယ်။ဒါ့အပြင်ဝန်ရံကတင်းရှောင်ဖင်ရဲ့လက်အောက်ကတရုတ်ခေါင်းဆောင်ကောင်းတွေနဲ့လည်းဆက်ဆက်နေပါတယ်။ချီချင်းမြတ်မတိုင်ခင်တရုတ်မှာတကေးကိုထိတ်တန်းခေါင်းဆောင်တွေဖြစ်ကြတဲ့ဝန်ကြားပေါင်နဲ့ခုချင်းတောင်တို့စီကနေလည်းတင်ယူခဲ့ပြီးတော့မှထောက်ခံမှုတွေလည်းရရှိခဲ့ပါတယ်။ VG ဒေတာအပေါ်မှာရုတ်တရက်အာယုံဆိုင်လာတာကဝန်ရံရဲ့အတိတ်ကလှုပ်ဆောင်မှုတွေနဲ့အောင်မြင်မှုတွေကိုမိမောင်းထုတ်ပြနေပုံလည်းရပါတယ်။၂၀15ခုနှစ်တုန်းကဝန်ရံဟာဒုတိယဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ VG ဒေတာဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆွဆောင်ခဲ့ပြုပါတယ်။ အဲ့ဒီဒေတာခံတွေဆင်းရဲမှုဘာပြောက်စေဖို့အတွက်ငွေကြေးထောက်ပံ့ပေးတာမျိုးမပြုလုပ်ခဲ့ပဲစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ဥဆောင်ခဲ့ပါတယ်၂၀18ခုနှစ်မှာတရုတ်ပြည်သူနိုင်ငံရဲ့အတိုင်ပင်ခံညီလာခံဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးတော့ BG ဒေတာကူညီရေးဆိုင်ရာအမျိုးသားအစည်းအဝေးတစ်ခုကိုလည်းသူဥဆောင်ခဲ့ပါတယ်အဲ့ဒီအစည်းအဝေးမှာသူပြောခဲ့တာကလူတွေကိုကူညီဖို့အတွက် ထောက်ပံ့ခြင်းတွေမပေးသင့်ပဲသူတို့ကိုယ်တိုင်ငွေကြေးရှာလာနိုင်အောင်ကူညီသင့်တယ်လို့ပြောခဲ့ပါတယ်ဒီအယူဆကရှီကျင်းပြည်ရဲ့နီလန်နဲ့အများကြီးကွာခြားပါတယ် ရှီကျက်ပြန်ရဲ့နီလန်းကငွေကြေးအကူအညီပေးတာကိုအဓိကထားခဲ့တာပါ။ဝန်ရည်ရဲ့အစီအစဉ်ကတော့အသက်မွေးဝန်ချောင်းတင်တဲ့တွေဖွင့်ပြီးတော့ဒေတာခန်တွေကိုတွင်းကျင်မှုတွေရှိလာအောင်တင်ပေးဖို့ဖြစ်ပါတယ်။ဒေတာတွေမှာရှိနေတဲ့အရင်းအမြစ်တွေကိုပေါင်းစပ်အသုံးပြုနိုင်ဖို့လည်းရည်ရွယ်ပါတယ်။တင်တဲ့ကျောင်းတွေနဲ့စက်မှုလုပ်ငန်းတွေကိုအတူတကောပေါင်းစပ်ထားတဲ့နေရာတစ်ခုဖန်တီးဖို့လည်းရည်ရွယ်ခဲ့ပါတယ်။သူရဲ့နီလန်းတွေကဂုံပကာတနာတွေမရှိပဲရိုးရှင်းလွေကူခဲ့ပေမဲ့အမှန်တကယ်အလုပ်ဖြစ်ခဲ့ပါတယ်။သူရဲ့အဖွဲ့အစည်းကလူပေါင်း2,800ကိုတင်တဲ့တွေပေးခဲ့ပါတယ်။ အဲ့ဒီနောက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း2000ကျော်ကိုစတင်ခဲ့ပါတယ်။အဲ့ဒီလိုစီမံကိန်းတွေဆောင်ရွက်ခဲ့တဲ့အတွက် BG Data အတွင်းကဆင်းရဲတဲ့ခရိုင်ခေါင်းတစ်ခုကိုဆင်းရဲတွင်တွေကနေလွတ်မြောက်အောင်ကင်တင်ပေးနိုင်ခဲ့ပါတယ်။ဝန်ရံရဲ့ခေါင်းဆောင်မှုပုံစံကရှီချင်းဖြန်ရဲ့ပုံစံနဲ့တကယ်ခေါ်ချပါတယ်။သူကရှီကျူးဂုံပြူးခံရမှုကိုအလေးမထားခဲ့ပဲတကယ်ရာလက်ကောင်းတွေရလာဖို့အတွက်နိုင်ငံရေးအဖွဲ့တွေနဲ့ပူးပေါင်းလှုပ်ဆောင်မှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။နောက်ထပ်ကြီးမားတဲ့အပြောင်းအလဲတစ်ခုကဟောင်ကောင်ခေါင်းဆောင်အပြောင်းအလဲဖြစ်ပါတယ်။2025ခုနှစ်မေလ30ရက်နေ့မှာ ာဏာပိုင်တွေကဒီတင်းရှင်ဆုံးကိုထိတဲ့ရာထူးတွေကနေရုတ်တရက်ဖိချလိုက်ပါတယ်။သူတာဝန်ယူထားရတဲ့ရာထူးတွေကများပါတယ်။ Leeism ရုံရဲ့ဒီညွှန်ကြားရေးမှုဟောင်ကောင်နဲ့မကာအိုဂျေးရရုံရဲ့ဒုတိယညွှန်ကြားရေးမှုအမျိုးသားလူချုပ်ရဲ့အကြံပေးအစားရှိတဲ့ရာထူးတွေဖြစ်ပါတယ်။အဲ့ဒီရာထူးတွေကနေသူအနားယူသွားခဲ့တယ်။ဒါမှမဟုတ်တခြားရာထူးအသစ်တွေကိုပြောင်းရွှေ့တာဝန်ယူတဲ့အစားရှိသည့်ဖြင့်ထုတ်ပြန်တင်ကြတာမျိုးလုံးဝမရှိပါဘူး။သူတို့ဒီအစိုးရအုပ်ချုပ်မှုစနစ်ထိကနေပြီးတော့လုံခြုံရေးကိုဖိထုတ်လိုက်တာပါ။တင်းရင်ရှုံးဆိုတဲ့သူကစီကန်အင်မတန်တင်းကျက်တဲ့သူတယောက်ဖြစ်ပြီးတော့ သူ့ကိုရှီကျင်းဖင်ကရွေးချယ်နေရပြခဲ့တာပါ2017တုန်းကခေါင်းထောင်ပြည်နယ်ရှမ်းဝင်မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်အဲ့ဒီအချိန်ဘူခဲမြေယာဆန္ဒပြပွဲတွေပေါ်ပေါက်လာတာကိုသူကအကြံဖန်းတင်နေခဲ့ပါတယ်ဆန္ဒပြတဲ့ပြည်သူတွေကိုမင်းတို့ကိုအဆင့်ကိုမတိကြဘူးလားဆိုတဲ့လှောင်ပြောင်စကားပြောခဲ့တဲ့အတွက်မှားမေးဆိုးနဲ့ကြော်ကြားခဲ့ပါတယ်ဆန္ဒပြတဲ့သူတွေကိုအကြံဖန်းနှိမ့်နှင်းပြီးတဲ့နောက်မှာသူကအစိုးရအဖွဲ့တွေမှအလင်းရံအမြင်ရာထူးတိုးလာခဲ့ပါတယ်အဲ့ဒီနောက်ဟောင်ကောင်အမျိုးသားလုံခြုံရေးရဲ့ပထမဆုံးညွှန်ကြားရေးမှူးဖြစ်လာခဲ့ပြီးတော့ တင်းကျပ်တဲ့စီမင်းတွေနဲ့အတူအုပ်ချုပ်ပြီးရှီကျင်းပြန်အလိုကျဆောင်ရွက်ပေးခဲ့တဲ့သူတယောက်ဖြစ်လာခဲ့ပါတယ်။အခုသူ့ကိုယာဒူကနေရုတ်တရက်ဖိရှားလိုက်တယ်ဆိုတာကတကယ်ကိုထူးခြားတယ်လို့ပြောရမှာပါ။၂၀၁၁ခုနှစ်ဘူခဲမြေယာဆန္ဒပြပွဲကိုအတန်းဖတ်နေနေမှုတွေပြုလုပ်ခဲ့တဲ့တုန်းကသူ့ရဲ့အထက်အရာရှိဒီဝန်ရံကပြင်းထန်တဲ့နေလန်းတွေကိုအသုံးမပြုဖို့တိုက်တွန်းခဲ့ပါတယ်။ဒါတွေကိုပြန်ကြည့်မယ်ဆိုရင်ရှီကျင်းပြန်အုပ်စုနဲ့ဝန်ရံအုပ်စုတို့ကနိုင်ငံရေးသဘောထားချက်လုံးဝမတူညီဘူးဆိုတာကိုမြင်တွေ့လို့ရတယ်ပါတယ်။ အခုဖြစ်နေတဲ့အပြောင်းလဲကလည်းရှင်းချက်မြတ်အုပ်စုကိုဖေရှားပြီးတော့ဝန်ရံအုပ်စုအစားထိုးနေရာရလာမဲ့သဘောဖြစ်နေပါတယ်။ဒီကြည်ရန်ရှုံးနေရာမှာနိုင်ငံတော်ကောင်စီအရာရှိဖြစ်တဲ့ကျိုးကြည်ကိုအစားထိုးခန့်အပ်ခဲ့တယ်လို့လည်းသိရပါတယ်။ရိုက်တာလိုသတင်းဌာနတွေကလည်းဒါကိုအတည်ပြုခဲ့ပါတယ်။ကျိုးကြည်ကဟောင်ကောင်မကာအိုဂွန်နောင်းလို့နဲ့ဆက်ဆက်မှုမရှိပါဘူး။သူကဒီကုန်းတွင်းပိုင်းပြည်နယ်တွေကလာတဲ့သူဖြစ်ပါတယ်။ဒါတွေကိုကြည့်မဲ့ဆိုရင်ဝန်ရံရဲ့အဖွဲ့ကပုံမအင်အားတောင်းတင်းလာနေပြီးတော့မှရှင်းချက်မြတ်အခန့်ကဏ္ဍကပုံမမေးမိန်လာတာကိုတွေ့ရပါတယ်။ ဝန်ရံဟာတရုတ်ကွက်မီနီပါတီရဲ့ထိတ်တန့်ခေါင်းဆောင်တွေနဲ့မတူတဲ့အဆက်တွေရှိနေပါတယ်။သူဟာဆင်းရဲတဲ့မိသားစုကနေဆင်းသက်လာတဲ့သူတယောက်ဖြစ်ပါတယ်။သူငငယ်လေးကလေးကအဖေဆုံးပါတော်ခဲ့တဲ့အတွက်မိသားစုကိုကူညီပေးဖို့အတွက်အလုပ်စူးစမ်းလုပ်ကင်ခဲ့ရပါတယ်။အသက်20မှာမိသားစုအဆက်အသွယ်တစ်ခုကြောင့်အန်ဟွေးပြည်နယ်ဒေသန္တရအစိုးရဌာနမှအလုပ်ရခဲ့ပါတယ်။1990တခုနှစ်မှာအင်းချောင်ပိုင်ကစီးပွားရေးပြည်ပြောင်းပြောင်းလဲမှုကိုမြင့်တင်ဖို့သူရဲ့နာမည်ကြီးတောင်ပိုင်းခရီးစဉ်ကိုတောက်ခဲ့ပါတယ်။ဝန်ရံကလည်းအဲ့ဒီနှစ်မှာ အင်ဟွေပြည်နယ်တဲကထုံလွယ်မျိုးရဲခေါင်းဆောင်တယောက်ဖြစ်နေပါပြီအဲ့ဒီအချိန်မှာသူက노타လော့ထုံအင်ဆိုတဲ့တွေးကြော်တဲ့တစ်ခုကိုစတင်ပြီးတော့မှတုံဆွေးလာခဲ့ပါတယ်ဒါဟာပြောင်းလဲမှုအတွက်တက်ကြော်တဲ့တောင်းဆိုမှုတစ်ခုဖြစ်ပါတယ်ပြည်သူနေစဉ်တည်င်းစာကလည်းအပြုသဘောဆောင်တဲ့ဆောင်းပါးတစ်ပုဒ်ရေးပြီးတော့ထောက်ခံမှုပြုလုပ်ခဲ့ပါတယ်တိတ်ဆောင်ပိန်ကဒါကိုတတိထားမိပြီးတောင်ပိုင်းကနေပြန်လာတဲ့လမ်းမှာအင်ဟွေမှာခဏနာပြီးတော့မှဝန်ရင်နဲ့ကိုယ်တိုင်တွေ့ဆုံခဲ့ပါတယ်တိတ်ဆောင်ပိန်ကဝန်ရင်ကိုအကြီးထက်မြတ်တဲ့သူတူဖြစ်တယ်လို့ရှိကြခဲ့ပါတယ် ဒီတွဲဆုံမှုကဝင်ရံရဲဘဝကိုပြောင်းလဲစေခဲ့ပါတယ်။1992ခုနှစ်နောက်ပိုင်းမှာသူကအန်ဟွေရဲ့ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်လာခဲ့ပြီးတော့အဲ့ဒီအချိန်တုန်းကဒီဒုတိယအုပ်ချုပ်ရေးမှူးယာတုထမ်းဆောင်တဲ့သူတွေထဲမှာအသက်အငယ်ဆုံးဖြစ်လာခဲ့ပါတယ်။အုပ်ချုပ်မှုစနစ်ကိုပြောင်းလဲဖို့ကြိုးစားတာရဲ့လက်တွေ့ကြပြီးတော့မှအကြီးအဆင်းပြည့်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တာတွေကြောင့်နောက်ပိုင်းမှာလူတီများထင်ရှားလာခဲ့ပါတယ်။အိတ်ဆောင်ပိုင်ကသူ့ကိုအနာဂတ်ထိတ်တဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာနိုင်ွယ်ရှိတယ်လို့ပြောခဲ့ပါတယ်။ဒါကအလွန်ရှားပါးတဲ့ကိစ္စပါ။ ဝင်ရဟာနောက်ပိုင်းမှာယာဒူးကြီးတွေကိုတာဝန်ယူပြီးထမ်းဆောင်ခဲ့ပါတယ်။အဲ့ဒီယာဒူးတွေကတော့နိုင်ငံတော်ကောင်စီဒုတိယအတွင်းရေးမှူးချုပ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြုပြင်ပြောင်းလဲရေးကော်မရှင်ဒုတိယညွှန်ကြားရေးမှူးရှုံရှင်းတဲ့ဂွန်နောင်းတို့ရဲ့ထိတ်တန်းကောင်းဆောင်စားတဲ့ယာဒူးတွေဖြစ်ပါတယ်။အဲ့ဒီလိုယာဒူးတွေအများကြီးထမ်းဆောင်ခဲ့တဲ့အတွက်ဗီကျင်းမှာရောဒေသန္တရတွေမှာပါသူ့ကိုဒီပြုပြင်ပြောင်းလဲရေးသမားအဖြစ်ခိုင်မာတဲ့ဂုဏ်သတင်းကိုရရှိခဲ့ပါတယ်။သူကဂွန်နောင်းမှာရှိခဲ့တဲ့အချိန်အတွင်းမှာထူးခြားတဲ့ကိစ္စတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ မြစ်ပတ်ပြီးတော့မှခင်းနောက်ကျနေတဲ့ဆဲယုံတွေကိုဝင်ရင်ကပိတ်သိမ်းစေပြီးတော့မှပလိမြစ်ဝန်းမှာပိုကောင်းပြီးပိုအဆင်းမြင့်တဲ့ထုတ်လုပ်မှုတွေပြုလုပ်ကြဖို့တွန်းအားပေးပြီးတော့စက်မှုလုပ်ငန်းကိုမြှင့်တင်ဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီကိစ္စကတကယ်တော့တော်တော်လေးခက်တာပါ။အလုပ်ပိုင်ရှင်တော်တော်များများကဒီကိစ္စကိုသဘောမချကြပါဘူး။သူတို့ရင်းနှီးမြှုပ်နှံထားတဲ့ငွေကြေးတွေနဲ့အလုပ်ကိုင်တွေပြည့်စုံဆုံးကြုံမဲ့ကိစ္စဖြစ်တဲ့အတွက်လုံးဝသဘောမတူကြပါဘူး။ခေါင်းဆောင်တွေဖြစ်ကြတဲ့ leakage နဲ့ဝင်ချပေါင်တို့ရဲ့ထောက်ခံမှုမပါခဲ့ဘူးဆိုရင် ီကိစ္စကကြာရှုံးသွားနိုင်ပါတယ်နောက်တစ်ခုကတော့2011ခုနှစ်ဝူခန်းရွေးကောက်ပွဲဖြစ်ပါတယ်ခွန်တော်ပြည်နယ်ဝူခန်းကရွာသားတွေဟာသူတို့ရဲ့နေရာတွေကိုသိမ်းယူခံရတဲ့အခါမှာဆန္ဒပြခဲ့ကြပါတယ်ပုံမှန်အားဖြင့်ဆိုရင်အစိုးရကဆန္ဒပြသူတွေကိုဖမ်းဆီးလက်ရှိပါတယ်ဒါပေမဲ့ဝန်ရံကထူးထူးခြားခြားလှုပ်ဆောင်ခဲ့ပြီးတော့မှပွင်းလင်းတရားမျှတတဲ့ဒေသန္တရရွေးကောက်ပွဲတွေကိုခွင့်ပြုခဲ့ပါတယ်ဒီကိစ္စကတော်တော်လေးကိုထူးခြားတဲ့ကိစ္စဖြစ်ခဲ့ပါတယ်ကွန်မြူနတီပါတီဟာဒီမိုကရေစီရွေးကောက်ပွဲတစ်ခုကိုထူးထူးခြားခြားခွင့်ပြုပေးခဲ့တဲ့အတွက်မှတ်တမ်းဝင်တော့ပါတယ် 2012ခုနှစ်မတိုင်ခင်ကလူအများအပြားကဝန်ရံဟာဝန်ကြီးချုပ်ဖြစ်လာမယ်လီကေရှန်ကပါတီခေါင်းဆောင်ဖြစ်လာမယ်လို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့တရုတ်ကွန်မြူနီပါတီမှာဒီတော်နေတန်းနေယုံတဲ့နေရာရလေးမရှိပါဘူးပြုပြင်ပြောင်းလဲမှုအများကြီးပြုလုပ်တာကအနေရရှိပါတယ်ဘူခန်ရွေးကောက်ပွဲတွေကပါတီရဲ့ဒီထိမ့်သိမ်းရေးသမားတွေကိုစိုးရိမ်ပူပယ်စေခဲ့ပါတယ်အထူးသဖြင့်ဒီကြံကြင်မင်ဥဆောင်တဲ့အုပ်စုအတွက်စိုးရိမ်စရာဖြစ်လာပါတယ်ပြည်သူတွေကမေးဆန္ဒပေးပြီးတော့မှရွေးကောက်တင်မြှောက်မှုတွေပြုလုပ်လာနိုင်မယ်ဆိုရင် အချိန်မှ community ခေါင်းဆောင်တွေကိုရွေးကောက်ပွဲပြုလုပ်ပြီးတော့ဖိရှားပြစ်နိုင်တဲ့အခြေအနေတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ပါတီကတော်လှန်ရေးခေါင်းဆောင်တဦးရဲ့တာတယောက်ဖြစ်တဲ့ရှီကျင်းဖင်ကိုရွေးချယ်လိုက်ပါတယ်။သားသမီးတွေအနေနဲ့ဖခင်တွေရဲ့အမွေနှိမ့်ကိုထိမ့်သိမ့်သိမ့်ပြီးတော့မဖျက်ဆီးသိမ့်ဘူးဆိုတဲ့အယူအဆကိုရှီကျင်းဖင်ကရှေယိုဇွေတမားတွေနဲ့အတူသဘောထားတိုက်ဆိုင်နေပါတယ်။ရှီကျင်းမြာစီကန်တင်ကျက်ပြီးတော့မှအာနာရှင်ဆန်တဲ့အုပ်ချုပ်မှုကိုဖန်တီးပြီးတော့မှဝန်ရည်လိုမျိုးပြုပြင်ပြောင်းလဲရေးတမားတွေကိုပေးဖိထားခဲ့ပါတယ်။အခုတော့ရှီကျင်းဖင်ရဲ့စီနစ်တာခက်ခဲတဲ့အုပ်ချုပ်မှုနောက်ပိုင်းမှာ အင်ဂျင်နိုင်ငံဟာပြဿနာများစွာနဲ့ရင်ဆိုင်လာရပါတယ်။ဒါကြောင့်လူတွေကဝန်ရင်အကြောင်းကိုအပြောများလာတာဖြစ်ပါတယ်။ဝန်ရင်ကိုရင်းနှီးမြှုပ်နှံသူတွေကယုံကြည်မှုရှိတဲ့အစိုးရဝန်ထမ်းတွေကလည်းလေးစားကြပါတယ်။လူထုကလည်းသူ့ကိုကြောင်ရွံ့ရတဲ့ခေါင်းဆောင်တယောက်အနေနဲ့သဘောမထားကြပါဘူး။နှစ်သက်ရတဲ့ခေါင်းဆောင်တယောက်အနေနဲ့သာသဘောထားကြပါတယ်။သူ့ရဲ့ပြုပြင်ပြောင်းလဲမှုနဲ့ငြင်းကြီးထက်မြက်မှုခေါင်းဆောင်မှုကောင်းမှုတွေဟာမှတ်တမ်းတင်ကျင်ရှိနေပါတယ်။ Community Party CCP အနေနဲ့ကိစ္စတွေကိုတည်ငြိမ်အောင်ထိန်းသိမ်းဖို့ကြီးမားတဲ့ပြဿနာတွေကိုရှောင်ရှားဖို့နဲ့ လူထုယုံကြည်မှုကိုပြန်လည်တည်ဆောက်ဖို့အကောင်းဆောင်တရားခန့်အပ်မယ်ဆိုရင်ဝန်ရံကအကောင်းဆုံးရွေးရှိမှုဖြစ်နိုင်ပါတယ်။သူကလူငယ်အဖွဲ့အစုဝင်ဖြစ်ပေမဲ့ဒီ location လိုမျိုးအတင်းအကျပ်လှုပ်ဆောင်တဲ့သူမဟုတ်တလို့ခုရှင်အော်တချင်ကခန်းစားခဲ့ရတဲ့အနာဂတ်ခေါင်းဆောင်ဖီအားလိုမျိုးလည်းသူ့မှာမရှိပါဘူး။ဝန်ရံကတည်ငြိမ်တယ်တတိထားတယ်အလေအလက်သမားတူဦးဖြစ်တယ်အရှင်တွေကိုပိုဆိုးမတော်စေပဲခက်ခဲတဲ့အချိန်တွေမှာတရုတ်နိုင်ငံကိုဥဆောင်တူဦးဖြစ်ပါတယ်။စိတ်ကူးရံသမားတယောက်မဟုတ်တလို့တော်လှန်ရေးသမားတယောက်လည်းမဟုတ်ပါဘူး။ သူ့အနေနဲ့နိုင်ငံကိုပြန်လည်တည်ငြိမ်အောင်ထိန်းသိမ်းဖို့ပြည်သူအသက်တွေကိုကာကွယ်စောင့်ရှောက်ဖို့နဲ့ပါတီမှာဖြစ်နေတဲ့အကျက်တီးတွေကိုကူညီဖို့အတွက်ဆောင်ရွက်နိုင်မဲ့သူဖြစ်လာနိုင်ပါတယ်။အထူးသဖြင့် leakation ရဲ့တန်တရားဖြစ်ပွေတည်ဆုံမှုနဲ့ခုချင်းတော်ကို20ချိန်မြောက်ပါတီကွန်ဂရက်ကနေလူသိရှင်ကြားဖိချခဲ့ပြီးတဲ့နောက်ပိုင်းမှာပို့ပြီးတော့မှခက်ခဲလာခဲ့ပါတယ်။သူ့အနေနဲ့အရှင်အနေ၃ခုပိုင်နိုင်မှာအာဏာရရှိဖို့အတွက်ကြိုးပမ်းနေမှာဖြစ်ပါတယ်။ပထမအရှင်နေကတော့စစ်တပ်ကိုထိန်းချုပ်နိုင်စွမ်းရှိဖို့ဖြစ်ပါတယ်။ပြည်ထောင်နိုင်ငံမှာဥဆောင်တဲ့သူဟာစစ်တပ်ကိုထိန်းချုပ်နိုင်စွမ်းရှိရပါမယ်။ ဒီကိစ္စကိုဝန်ရင်တရားကောင်းကောင်းသဘောပေါက်ပါတယ်စစ်တပ်ရဲ့ထောက်ခံမှုမရှိဘူးဆိုရင်အုပ်ချုပ်ဖို့နဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါမှာအခက်အခဲတွေရှိမှာပါရှီကျင်းပြည်တရားစစ်နေကျော်တိုင်းပြည်ကိုအုပ်ချုပ်နိုင်ခဲ့တာကတရုတ်စစ်တပ်ကိုထိန်းချုပ်နိုင်စွမ်းရှိလို့ဖြစ်ပါတယ်ရှီကျင်းပြည်ဟာဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌဖြစ်တဲ့အတွက်စစ်တပ်ကိုအပြည့်အဝထိန်းချုပ်နိုင်စွမ်းရှိပါတယ်တကယ်လို့ဝန်ရင်ကစစ်တပ်အပေါ်မှာအော့စာတက်ရောက်မှုမရှိပဲနိုင်ငံရေးမှာခေါင်းဆောင်ဖြစ်လာခဲ့မယ်ဆိုရင်ဒီတနေ့တစ်ချိန်မှာတခြားအုပ်စုရဲ့ဖိချခြင်းကိုခံရနိုင်ပါတယ် မြောက်ပြည်မျိုးနေပါတီကဝန်ရံအတွက်အမျိုးသားလူချုပ်ရေးကော်မရှင်ရဲ့ဒုတိယဥက္ကဋ္ဌဆိုတဲ့ယာဒူအသစ်တစ်ခုကိုဖန်တီးပေးပြီးတော့မှယာဒူပေးအပ်ဖို့စဉ်းစားနေတယ်လို့တချို့သတင်းတွေကဆိုကြပါတယ်။ပါတီထဲမှာရှိနေတဲ့လူတချို့ကထိတ်တန့်ယာဒူတွေကိုသုံးခုပိုင်ရှားဖို့ဆန္ဒရှိနေကြပါတယ်။အဲ့ဒီယာဒူတွေကတော့မြောက်ပြည်မျိုးနေပါတီ CCP အတွင်းရေးမှူးချုပ်တရုတ်နိုင်ငံသမ္မတဗဟိုစေးကော်မရှင်ဥက္ကဋ္ဌတို့ဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ရှီကျင်းဖင်ကယာဒူသုံးခုလုံးကိုသူတယောက်ထဲရယူထားပါတယ်။ဒီစနစ်ကအာနာကိုတူတဲ့လေဝါကြီးအုပ်စုပြီးတော့မှ မတည်ငြိမ်မှုနဲ့အာဏာရှင်ဆန်တဲ့အုပ်ချုပ်မှုကိုဥတည်စေခဲ့ပါတယ်။ဒီရာထူးတွေကိုပိုင်ရှားခြင်းကဟင်ဆန်းညီမှုကိုပြန်လည်ယူဆောင်လာပြီးတော့မှလွန်ခဲ့တဲ့ဆင်နှစ်ကလိုမျိုးအမှားတွေကိုခြောက်ထားနိုင်ပါတယ်။ဒုတိယရှင်တွေကတော့နိုင်ငံခြားရေးမူဝါဒရှာမဲ့ဖို့ဖြစ်ပါတယ်။ဝန်ရဟာတရုတ်တန်တမန်ကြီးရမှာလည်းကြီးမားတဲ့အပြောင်းအလဲတွေကိုလိုလားပါတယ်။ဝန်ကြီးနဲ့ဟော်ရွှင်ရင်းတို့ကိုနိုင်ငံခြားရေးဝန်ကြီးဌာနကနေထွက်ခေါ်သွားစေဖို့နဲ့ရှင်ကင်းကိုနိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်ဖို့ဝန်ရံကဆန္ဒရှိပါတယ်။ အဲ့ဒီလိုသာပြောင်းလဲနိုင်မယ်ဆိုရင်တရုတ်နဲ့ကမ္ဘာကြီးဆက်ဆက်မှုကပြောင်းလဲသွားနိုင်ပါတယ်။လွန်ခဲ့တဲ့စနေတာကာလအတွင်းတရုတ်ဟာဝန်ပလွေစစ်တီတန်တမန်ရေးရာလို့လူသိများတဲ့စံနယ်မီတော်မှရန်လိုတဲ့နိုင်ငံခြားရေးမှုဝါဒကိုအသုံးပြုခဲ့ပါတယ်။အဲ့ဒီတန်တမန်ရေးရာကတကယ်တော့အရှင်တွေကိုပို့ပြီးတော့မှဆိုးဝါးတော်စေခဲ့တာပါ။အဲ့ဒီစနေကြောင့်အရှေ့တောင်အရှာနိုင်ငံတွေကဆောင်ခေါ်လာခဲ့ကြပါတယ်။ဥရောပကလည်းတရုတ်နိုင်ငံကိုစောင့်ကြည့်ရတဲ့စီရင်နေမှာထိလိုက်ပါတယ်။အမေရိကန်ကလည်းပိတ်ဆို့အရေးယူမှုတွေကိုထပ်မံရှာမဲ့ခဲ့ပါတယ်။ဂျပန်ကတော့တရုတ်ရဲ့ရန်ကိုကြောက်လာတဲ့အတွက် သူတို့ရဲ့ကောက်ွေရေးဘတ်ဂျက်ကိုနှစအထိတိုးမြင့်လာတဲ့အခြေအနေဖြစ်လာပါတယ်။အာဖရိကနိုင်ငံတွေကတော့မှတရုတ်ကိုရှေ့ငွေတွေပြန်ဆက်ဖို့တောင်းဆိုနေပါပြီ။ဝန်ရံကတိန့်ဆောင်ဖွင့်ရဲ့အယူအဆကိုပြန်လည်ကျင့်သုံးချင်တဲ့ဆန္ဒရှိပါတယ်။ဝန်ရံကတရုတ်အမေရိကန်ဆက်ဆံရေးကိုပြန်လည်ပြုပြင်ချင်တဲ့ဆန္ဒရှိပါတယ်။တရုတ်နိုင်ငံအနေနဲ့အမေရိကန်စီကမဖြစ်မနေလိုအပ်တဲ့အရာတွေရှိနေပါတယ်။အဲ့ဒါကတော့အမေရိကန်စီကနည်းပညာသာမကပဲကုန်သွယ်ရင်းတဲ့ဗန်လုံငန်းအတွက်အမေရိကန်ဒေါ်လာစနစ်တို့ဖြစ်ပါတယ်။တရုတ်ကအမေရိကန်ရဲ့အာဏာကိုဆက်လက်ရှင်ပြိုင်နေမယ်ဆိုရင်အကျိုးဖြစ်ထွန်းလာမှာမဟုတ်ပဲ တရုတ်ပြည်သူတွေအတွက်ထိခိုက်နေတာမှုတွေလာရှိလာနိုင်တယ်လို့ဝန်ရံဖက်ကားယူဆထားတာပါနောက်ထပ်ဒီတာရီယာအရှင်တွေတခုကတော့ခေါင်းဆောင်မှုပူပေါင်းဖို့လိုအပ်ပါတယ်ထိပ်ပိုင်းခေါင်းဆောင်တွေအတူတကောပူပေါင်းပြီးတော့မှာအာနာကိုခွေးဝေယူကြပြီးတန့်ပြည်ကိုအုပ်ချုပ်စေဖို့အတွက်စုပေါင်းအုပ်ချုပ်မှုစနစ်ကိုတည်ဆောက်ဖို့ဝန်ရံကဒီစ조사ဖော်ဆောင်ခြင်းနဲ့ဆက်လာရှိပါတယ်နိုင်ငံရေးဆုံးဖြတ်ချက်တွေကိုရှာမှတ်တဲ့အခါမှာတဦးတယောက်တည်းမဟုတ်ပဲနိုင်ငံရေးမှာပါဝင်နေတဲ့သူအများအပြားရဲ့အတန်တွေကိုနားထောင်ပြီးတော့ဆုံးဖြတ်ချက်ရှာမှတ်တဲ့စနစ်ကိုသူကလိုချင်နေတာပါအဲ့ဒီတောင်းဆိုမှုဟာကွန်မြူနတီပါတီအတွင်းမှာအထူးသဖြင့် 2025ခုနှစ်မေလမှာကျင်းပခဲ့တဲ့တိုရှိဒီပေါ်လစ်ဘျူရိုအစည်းအဝေးအတွင်းမှာပြင်းထန်တဲ့ညှဉ်းပန်းမှုတွေဖြစ်ပေါ်စေခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။နီကုံကျောင်းအနေနဲ့ပြောရမယ်ဆိုရင်ဝန်ရံအာဏာရရှိလာစေဖို့အတွက်သူ့အနေနဲ့ပထမဦးဆုံးစစ်တပ်ကိုထိန်းရှုံးနိုင်တဲ့စွန်အားရှိရပါမယ်။သူပြောင်းလဲပြင်ဆင်ခြင်းနဲ့နိုင်ငံခြားရေးဝါဒကိုလည်းပြောင်းလဲပြင်ဆင်နိုင်မယ့်အခွင့်အလမ်းရှိရပါမယ်။သူလိုချင်တဲ့စုပေါင်းအာဏာခွေးဝေးအုပ်ချုပ်တဲ့စနစ်ကိုလည်းပါတီမှာရှိတဲ့သူတွေအားလုံးသဘောတူပြီးတော့မှပေါ်ဆောင်နိုင်တဲ့အခြေအနေမျိုးဖြစ်ရပါမယ်။ဒီလိုဆိုရင်တော့သူဟာ တန့်ပြည်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တယောက်အနေနဲ့သိမ့်မကြခင်မှာပေါ်ထွက်လာနိုင်ဖွယ်ရှိတယ်လို့ပြောကြရင်းနေပဲဒီနေ့ဗီဒီယိုကလည်းနှုတ်ဆက်လိုက်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမစ်ဆွေတို့ရဲ့အမြင်ကို comment မှာ share ရေးပေးတော့ခဲ့ပါဦးနောက်လေးဒီမှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုမြင်တဲ့ပုံမှန်တင်ဆက်ပေးနေဦးမှာမို့ဆက်မြကြည့်ကြပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြရအောင်ပါအကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစီ လူကြီးမင်းတို့ရဲ့ Great Day အမှတ်စဉ်အောက်လက်မှတ်ဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဇေနောတက်တာဆောင်နဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ်399 668 921 625နဲ့399 905 6539 4 4 2တို့နဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။